အားလုံးပဲမင်္ဂလာပါရှင်ဒီကနေ့ဖတ်ပြပေးခြင်းတဲ့စာအုပ်လေးကတော့စိုင်းဆရာမမကျေဦးရေးသားထားတဲ့မြစ်တာမိုးရင်နဲ့အခြားဝတ္ထုတို့များစာအုပ်ပဲဖြစ်ပါတယ်ဒီစာအုပ်လေးကတော့2014ခုနှစ်ပခုတ်ကိုဦးအောင်ဖေတည်ထောင်သောခုတ်ကိုစာပေစုဝတ္ထုတို့ဘောင်ချုပ်တတရာစုရရှိထားတဲ့စာအုပ်လေးပဲဖြစ်ပါတယ်ဒီစာအုပ်ထဲမှာဝတ္ထုတို့ဘောင်14ပုံပါဝင်ပါတယ်အခုပထမဆုံးအပုတ်ဖြစ်တဲ့ တိုင်းဆရာမမကျေဦးရေးသားထားတယ်။ဦးကောင်းတွင်စင်မြန်ပန်းအသွင်၊လယ်တွင်စင်မြေ၊လယ်ဆွဲအသွင်ဆိုတဲ့ဝိတ္တတူလေးကိုဖတ်ပြပေးမှာဖြစ်ပါတယ်။ကျမကတော့စာဖတ်သူညလင်းကိုဖြစ်ပါတယ်ရှင်။ဦးကောင်းတွင်စင်မြန်ပန်းအသွင်၊လယ်တွင်စင်မြေ၊လယ်ဆွဲအသွင်ကျမသည်ဗုဒ္ဓဘာသာဝင် အမျိုးသမီးတစ်ယောက်ဖြစ်၍ကံကံဤအကျိုးကိုတဝင်ယုံကြည်သောကြောင့်မိမိပြုခဲ့မှုသော အတိတ်ဤအကုသို့အကျိုးဆက်သည် ယခုပြစ်စုံပန်၌ခံစားရသည် ဟုယုံကြည်ခဲ့ပါသည်။ထိုအာဟုတုတရားများ ကုံဆုံးမည်တနေ့သည်အနာဂတ်တွင်ရှိပါလိမ့်မည်။သို့တော်ကျမ၏အနာဂတ်သည်မှုန်ရီဟိုဝါများသာကျမတို့ခေတ်ကအာထရာဆောင်ဆိုသောဝန်းတွင်မှတရေတာအားမိမယောက်ျားခွဲခြားသိစေသောခင်မီပစ္စည်းကရိယာများမှာနေမျိုးလေးများတွင်မရှိသေးပါမိခင်နှင့်ကလေးဆောက်ရေးဌာနမှာ လုံသက်ရှင်ရွေကျွမ်းကျင်သောတာဖွားဆရာမများကကိုဝင်ဆောင်မိခင်အားလဲလျောင်းနေရာမှာရုတ်တရက်ထား၍လမ်းလျှောက်စီကညာခြေမှစတင်လှမ်းလျင်ယောက်ျားလေးဘဲခြေမှစတင်လှမ်းလျင်မိန်းကလေးဟု၎င်းမကြီးစိတ်သို့မဟုတ်ပဲစိတ်များအားလက်နှင့်ဆုပ်ယူစီကလက်ထဲတွင်ပါလာသော အစစ်အရေးတွေကိုကြည့်၍သုံးဖြစ်ပါကယောက်ျားလေးမဖြစ်ပါကမိန်းကလေးဟု၎င်း ကိုဝန်ဆောင်မိခင်ဤရုပ်ရင့်ရောသွားခြင်းနုပြိုလှပခြင်းဖြင့်မိခင်ဤပြပပုံတရံကိုခံမှန်း၍၎င်းမြမရိုးရာဤပညာများစွာဖြင့်ကြိုတင်ခံမှန်းတတ်ကြပါသည်ထို့ကဲ့သို့ခံမှန်းရာတွင်လည်းအများဆုံးမှန်ကန်ကြပါသည်ကျမအားခံမှန်းစစ်ဆေးပြီးတော့တမီးလေးဟိုအတိပေးချိန်တွင်တာဝန်လိုချင်သောကျမ၏ခင်မွန်းထဲမှာညနာအနှဲငယ်ပြည့်ရင်းသွားသည်ကိုတွေ့ရသည် ဓာရွေးကမှန်ကျဲမှဖန်တတ်တာပါကွာငါကတော့တယောက်ကြားလေးပဲလို့ချင်းနေခင်မွန်းနဲ့အီမလို့လားတော့စကားကို ကြာရစင်ကသမီးလေးသည် လူလောကသို့ရောက်မလာခင်ကပင် ဖခင်ဤကြိုးစိုးမှုကင်းသောလက်ခံခြင်းများနှင့်ရင်ဆိုင်ခဲ့ရပါသည်ကျမတို့နှစ်ယောက်ဖန်တီးခဲ့သောအကျိုးဆက်သည်ကျမတို့၏တာဝန်ပင်ဖြစ်ပါသည်ထိုတာဝန်ကို ဖိုမခွဲခြားကလက်ခံခြင်းသောခင်မွန်းနဲ့အီဝဲမာသောအယူသိမှုသည် ။တမီးလေးနှင့်ကျမအတွဲစိုးရွားသောကန့်ကျမကိုပင်းရက်သူအဖြစ်တတ်မှတ်ရပါမယ်။ခင်မောနေ၏ဥပက္ခတရားတို့မရှိခဲ့ပါလေ။ကလေးငယ်အားကျမ်းမာတန်ဆွမ်းစေ၍အာဟာရပြည့်ဝသောနှုတ်ဦးရည်အားပြည့်ပြည့်ဝဝတောက်ဆို့ခွင့်ရခဲ့ပါလေ။တမီးလေး၏ရင်းနှင်းပွဲရာကန့်ကျမသည်အဆရှိခဲ့လေမည်မထင်ပါ။သူကံကြမ၏အစာဒီကား တက္ကရာ2000မှာအာလုံကျမ်းမှာဆိုသောဆောင်ပုံနေအညီတမင်းငယ်အား2000ပြည့်နှစ်ဇွန်လ10ရက်စနေနေ့တွင် မွေးဖွားတန်ဆင်ခဲ့ပါသည်။မွေးကန်းထဲမှထွက်၍တားပွားဆောင်သို့ပြန်ရောက်သည့်အထိခင်မောတဲ့အားမတွေ့ရ၍ကျမမေ့ကြည့်မိပါသည်။တားပွားဆရာမကတမီးလေးမွေးတယ်လို့ပြောလိုက်ကြတဲ့ကပြန်သွားတယ်။ခန္ဓာကိုယ်ဤပင်မနာခြင်းမို့စိတ်ဤပင်မနာခြင်းမို့က ျမကိုများစွာကြေကွဲဝမ်းနေစေခဲ့ပါတယ်။ခင်မောနဲ့ပြောသောစကားများကိုလည်းကြားရောက်မိတယ်။တအူးယောက်ျားလေးမွေးမှာမိမများกว่าယောက်ျားလေးမွေးတဲ့မိခင်နဲ့မိန်းကလေးမွေးတဲ့မိခင်ဆိုတာကြံပြေးတဲ့တောင် ရှင်ထိုင်လို့မရဘူး။မောင်မိခင်ကမွေးလို့မောင်လူဖြစ်လာတာမဟုတ်လား။မောင်အမေကရောမိမတရားမဟုတ်ဘူးလား။မာရွင်သောအယူသီးမှုကိုလက်ကင်ပြုတ်ထားသောခင်မောတဲ့သည် ကျမနဲ့သမီးငယ်အပါမပျောက်ချင်းမလားပျောက်ွယ်သွားခဲ့ပါတယ်။ထို့အချိန်မှစ၍သမီးလေးနှင့်ကျမဘဝသည်ခင်မောနှင့်ဖခင်မဲ့သောဘဝအပြည့်ပုံမူကြစ်လက်သိသိခိုင်မာခဲ့ပါတယ်။သွေးနှုသားနှုချိန်တွင်တနာစရာသမီးငယ်အားကြည်ရင်သဲထန်စွာငိုကြွေးမိခြင်းသည်နို့ရည်အဖြစ်အနှဲငယ်သာစီစဉ်လာပြီးရဲ့ရည်များအဖြစ်တုံ့စင်ခဲ့ပါတော့တယ်။ ကျမနှုတ်ရည်ကိုဝါလဲအောင်မတော်ဆိုရသောတမိငယ်အားနှိုးမုံနှင့်ဖြောသောနှိုးဘူးဖြင့် အာဟာရဖြစ်စို့ခဲ့ရပြီးနှိုးဘူးစို့ပြီးတိုင်းရေအနှဲငယ်ကိုတိုက်ကျွေးပေးရပါတယ်။နှိုးအနှစ်ဖန်များခလေးဤရှာတွင်ကဲ့မကြံစေရန်ရေတိုက်ခြင်းဖြစ်တယ်။ထိုနေ့ကတမိလေးအားကျမရေတိုက်နေစဉ်ဗဇက်တွင်သို့ရေများဝဲသွားသောတမိလေးသည်တဝဟုတ်အတန်ထွက်ကသီးနေပါတယ်။မကြည့်တင်ခဲ့ဖြင့်ဝေနာခန်းစားနေရသော ။တမီလေး၏ပါးစပ်တစ်ခုလုံးနှင့်ရှာသည်မဲနေအောင်ရင်ရင်ကဲ့သို့ယာနှမ်းနေပြီနော်။ကျမ၏ရှေးမောင်းမှာအရေးပေါ်အခန်းသို့ရောက်ရှိသွားပါတော့တယ်။တမီလေးနှင့် ကျမမှာနိုင်ပေါင်းများစွာ ဝေးကွာသွားခဲ့ပါတယ်။အရေးပေါ်အခန်းတွင်မှသနားစရာတမီငယ်အတွေ့ပူပင်တော်ကားသည်။တမီငယ်၏ဖခင် အနာတွင်မရှိ၍ဝမ်းနဲ့ကြည်ကွယ်စိတ်သက်ပင်ပို၍ပူလောင်ပြင်ပြလာပါတယ်။ တမီလေးအရေးပေါ်အခန်း၌ရောက်နေစဉ်အတွင်အမဲသာမစားသောကျမမတမီလေးတောက်ဆူရန်နှုတ်ထွက်နိုင်အောင်နှွားအမီကို ပြုတ်ခါဟင်ခါအဖြစ်တောက်ပေးခြင်းငါးဆိုလျင်အညီကြောင်းလွန်၍ကြော်ပြီးမှစားတတ်သောကျမမငါးကိုပြုတ်၍တောက်ပေးခြင်းနဲ့အရေးပေါ်အခန်းမှထွက်လာမည်တမီအားအကောင်းဆုံးအစီအစဉ်များဖြင့်နှိုးကြိုရေးတိုက်တွေးရန်စောင့်ရင်းမျှော်လင့်ခဲ့ရပါသည် တမီလေးကျမဘေးတို့ကြောက်လာပြီးကျမအစီအစဉ်များအကောင့်အထည်မဖော်ရသေးခင်မှာပဲတမီလေးသည်မူလပုံစံမဟုတ်တော့ပဲဦးကောင်အနှဲငယ်ကြီး၍အသားရောင်ပြောင်းလျက်တဲထန်စွာငိုကြွေးတက်ပြီး မကြာခဏတတိလေး၍တက်တက်ပါတယ်ကျမနဲ့အတူဘေးနားတွင်နေရခြင်းထက်အရေးပေါ်အခန်းတွင်၌သာ အနေများလာရပါတယ်ဆိုရွာလွန်သောကဲ့ကျမသည် ဥနောက်အမေပါရောင်ယောဂဟိုတက်မဲ့ရွေနာယီပိုင်းရစ်ပိုင်းအတွင်းမှာပင် ကြီးမားလာသောဥကောင်းသည်တမီလေးဤပင်ကိုရုပ်အားမမတ်မိနိုင်အောင်ပဲအကြီးတန်အယုံဆိုးစေခဲ့ပါတယ်။တမီလေးဤအသက်အားတေမင်းနှင့်လူရဲ့တိုက်ခိုက်ယူနေခြင်းတွင်တမီလေးဤဖခင်သည်ကျမတို့ရှိရာသို့ရောက်ရှိမလာခဲ့ပါ။ပို၍စိုးဝါလာသောဝေဒနာကြောင့်တမီအားပွေပိုက်ခါ ရန်ကုန်ဦးနှောက်နှင့်အာယုံကျောဌာနသို့ရောက်ရှိခဲ့ရပါသည်။ရန်ကုန်စေယုံကြီးတွင်နေရစဉ်တမီးလေးသည် အရေးပေါ်အခန်း၌သာနေရသည်။တမီးအားစောင့်မျှော်ရင်းမတည်ငြိမ်မငြိမ်သက်သောစိတ်များကို စာအုပ်စာဆောင်များဖတ်၍ရင်းသက်စေခဲ့သည်။ထိုစာအုပ်စာဆောင်များထဲမှမိခင်မြတ်တာအစွမ်းနှင့်နှုတ်ဦးရည်ဤတန်ဖိုးများကိုကျမသိခဲ့ရသည်။မိခင်တွင်ရင်သွေးများအတွေ့ အမခန်းဆွဲအားများရှိပါသည်။မိခင်သည်ပြိတန်တဲ့အစာပြိုချိန်၌ပရိုလက်စတင်နှင့်ဗီတာအင်နိုဖင်ဟော်မုန်းများထွက်လေရှိသည်။ယင်းဟော်မုန်းများကြောင့်ပင်မိခင်နှင့်သားသမီးများအကြားထူးခြားသော တွေ့တာမှုနှောင်ကြိုးကိုဖြစ်ပေါ်လာစေပါသည်။အမွေပေးလိုက်သောမျိုးစေ့ကြောင့်ကျွန်ုပ်တို့၏ဦးနှောက်ဖွံ့ဖြိုးလာရတဲ့ဟုစိတ်ပညာရှင်များ၏ သူတေသနာပြုချက်အရာသိရပေတယ်။ထို့အပြင် အသက်ရှိခြင်းမိမိကိုယ်ကိုယုံကြည်မှုရှိခြင်းကိုယ်ကံဆွမ်းအားတိုးပွားစေခြင်းပျော်ရွှင်စေခြင်းစိတ်ပြည့်စုံမှုရောနှဲကာကွယ်စေနိုင်ခြင်းတနာကျင်နာတတ်ခြင်းစသည့်ကောင်းကျိုးအပြားပြားကိုလည်းပေးဆွမ်းပါတယ်။မိဖွားပြီးတပတ်အကြာတွင်မိခင်၏ရင်တွင်အဆုံးမှစိန်ကားပြန်ထွက်လာသည့်မျိုးပြူစံတွင်ယောဂကာကွယ်ပေးနိုင်သည့် ပဏိပစ္စည်း၅မျိုးအမြင့်ဆုံးပါဝင်နေယင်းပဏိပစ္စည်းများသည်ဘက်တီးရီးယားနှင့်ဗိုင်းရပ်စ်ပိုးများမဝင်စေရန်တရိုင်းကြီးသဖွယ်ကာရန်ပေးထားပါသည်ထိုကြောင့်စံပြသည်မှာမိခင်တို့၏မြစ်တာအရှင်အဟုန်ကြောင့်ချိုချင်းဖန်ခါငန်ဆက်သသည်အရသာ၆ပါးကိုတပါးတည်းဖြစ်အောင်ဂျင်ဝမ်းကောင်းအဆိုင်အခဲများမှသည် အရေးဖြစ်အောင်ပြုလုပ်ပေးနိုင်စွမ်းပါသည် ထို့ကြောင့်ပင်မိခင်ကသာသမီတို့အားနှိုးကြိုတိုက်ကြွေးခြင်းသည့်မြစ်တာတန်များနှလုံးအိမ်ကိုရိုက်ခတ်လိုက်သောအခါအနီရောင်ဟတ္တရသွေးမှချူလွတ်လွတ်နှိုးရဲ့အဖြစ်သို့ပြောင်းလဲသွားရပါတော့တယ်။မိခင်တို့၏အစွမ်းကြီးမားလှသောမြစ်တာဓာတ်ကအမခံဆရာပါပဲ။မိရှလောဟိတအဝစာတိပဏီတွင်ဟရယစာမတုတော်ဘုံဟွန်တီတားသူငယ်၏နှလုံးသွေးသည် အမိသွေးမှအားပေးသောကြောင့် ပြစ်ကုန်၏ဟုဆိုထားပါသည်။သွေးဟူသည်ညှိစို့စို့အနတ်အသက်မျိုးရှိပါသည်။လူသွေးသည် ပို၍ညှိစို့လွန်တော်လေ။မိခင်၏ထိုသွေးမှပဲလေ အတုမရှိသောရှိရှိသည်များအာဟာရဓာတ်များထက်ပြေဝသားလွန်သောနှိုးကြိုရည်အဖြစ်တည်ခဲ့ရခြင်းသည်ကြီးမြတ်လာသောအမေမြတ်တာတန်အမေကုန်ကျေးဇူးများကြောင့်ဖြစ်ပါသည်။မိခင်တယောက်၏ပေးစွမ်းနိုင်သော အာအိမ်များတတ္တိများကောင်းကျိုးများကို ခလေးစေးယုံ၌စာဖတ်ရင်းကျမတီးခွေရပြီနော်တမီလေးအတွေ့ဖြည့်စည်းဆောင်ရွက်ပေးရန်အသည့်အနေထားဖြင့်အရေးပေါ်အခန်းမှထွက်လာမည်တမီလေးအားစောင့်မျှော်လျက်ရှိပါသည်တမီဤဘဝဆက်လက်ရှင်သန်နိုင်မှုသည်မိခင်ဖြစ်သောကျမအပေါ်၌မူတည်ပြီးကျမဤယက်တီနိုင်ခြင်းသည်တမီအတွေ့အင်အားဖြစ်စေပါသည် မိခင်စိတ်မိခင်မြတ်တာသည်တဘာဝအရာမိခင်ဖြစ်သော မိမမိခင်မသားလေးထားရှိနိုင်ကြောင်းကျွန်မသိခဲ့ရပါတယ်။သေယုံတွင် ရပ်ပေါင်း80ကျော်ကြာမြင့်ခဲ့ပါတယ်။ဦးနောက်အမေရောင်ချင်းမှာဦးနောက်အတွင်ရေအိတ်တဲ့ချင်းဖြစ်လာသောကြောင့်သမီးဤကြီးမားလာသောဦးကောင်းမအရေးများ ခွဲစိတ်ဖောက်ထုတ်ပေးခဲ့ပါတယ်။ရေဖောက်ထုတ်လိုက်ပြီးလျေဦးကောင်းမအနေငယ်သေးသွား၍ ။တမီးလေးမှလည်းနေသာထိုင်သာရှိရန်တူပါတယ်။သို့တော်မကြခင်ပင်ရေများပြန်ပြေးလာပြီးဥကောင်းမှာအစမတန်ကြီးလာ၍ထက်မှန်ခွဲစိတ်ဖောက်ထုတ်ရပြန်ပါတယ်။ကျိန်ပန်များစွာ ခွဲစိတ်ဖောက်ထုတ်လုပ်ပြီးနောက်ဆရာဝန်ကြီးသည်နှထင်းနားတွင်တစ်ချင်းဘိုက်တွင်တစ်ချင်းခွဲကဥကောင်းတွင်မှပြေးလာသောရေများကိုစီလံကြောင်းထဲသို့ပိုက်ဖြင့်ပြောင်းလဲစင်းစင်းစေပြီးနောက် ဦးကောင်ကြီးမလာမှုကိုရပ်တန့်စေခဲ့ပါတယ်။သို့တော်မူလာတဲ့ကရေအိုးငယ်များကြီးသောဦးကောင်မှမသေးသွားသည်ဟူ၍မရှိတော့ပါ။ဦးကောင်ကြီးမလာခြင်းနဲ့အတူမျိုးလုံးသည်တာမန်ထဲပြူးကျယ်လျက်ရှိရဲ့။ခဏခဏတတိလျွေတက်ချင်းကြောင့်ခြေလက်နှစုံသည် ခန္ဓာကိုယ်၏အပိုင်းသို့ကောက်ကွေးဝင်လျက်ရှိတယ်။ကြီးမသောဦးကောင်နှင့်ပြူးကျယ်သောမျိုးလုံးသည် ကာတွန်းစာအုပ်များထဲတွင် တွေ့ရသောဂျိုးသားနှင့်တူသောကြောင့်သမီးလေးကိုချစ်စနိုးအမည်ပေးခဲ့ပါသည်။မွေးနံသည်လည်းစနေဖြစ်သောကြောင့်အီတီဟုကျမနှင့်သမီးလေးစိတ်ယုံမှအိမ်သို့ပြန်ရောက်လေ။ကျမ၏ဆွေမျိုးအတိုင်းဝိုင်းများတတိမေရရှိလာကြပါသည်။ကျေဦးရဲ့နှစ်ဒုက္ခက မသေးပါလားဟဲ့။ကလေးကဝန်းကြည့်လိုက်တာနော်။ဒီကလေးသေးမှပဲ။နင်လည်းဒီဒုက္ခကလွတ်မှာ ကားအိုးစနေမီးလိုမှွေဆိုတာဒါပေါ့ကျမအပေါ်ဘယူနာနဲ့ရှင်ရွေးတမီအတွေ့ညှားထက်ချွန်သောစကားများကိုတမီကြားမှာ ဆိုလာပါတယ်ဒီစကားမျိုးတွေခလေးရှိမှဘယ်တော့မှလာမပြောပါနဲ့နေခလေးကစော့ဟာနာမကြားကိုဘာဖြစ်မှာမို့လဲတော်ကြပါတော့ကျမတန်ကုန်ဟေချွေအော်ပြခဲ့ပါတယ်ထို့အချိန်မှစ၍ကျမဆုံးဖြတ်ချက်တစ်ခုကို ခိုင်မာလှည့်မြန်စွာ ချမှတ်ခဲ့ရပါတယ် ရာသက်ပန်ဒုက္ခတဲ့အဖြစ်နေရမည်သမီးအတွေ့အနာတွင်ကျမအမျက်ရှိနေရန်လိုအပ်ပါတယ်။ထို့ကြောင့်ကျမဝါသနာပါလာသော ကြောင်းစီယာမအလုံးမှထွက်၍အိုးမကွာအိမ်မကွာ သမီးအနာတွင် နေထိုင်သောအလုံးအဖြစ်အိမ်ရှိတွင်မောဟင်းကားဆိုင်နှင့်လက်ဖက်ရည်ဆိုင်ကို တွဲဖက်ဖွက်လက်ရောက်ချရန်ဖြစ်ပါတယ်။ထို့ဆိုင်အတွက်အမိကိုလည်းအီတီဟုပေးခဲ့ပါတယ်။ ကံမနိယာမအရာကုတုကံဖြစ်စေအကုတုကံဖြစ်စေနိဗ္ဗာန်ကို မျက်မှောက်ပြု၍ပြိနိဗ္ဗာန်မဆံမခြင်းအဟောတိကံအဖြစ်သို့မရောက်ပါက တူသောအကျိုးကို ပေးမြဲဖြစ်တယ်။ထို့ကြောင့်ငါပြားတော်လည်းကောင်းအခြားတဦးတယောက်တော်လည်းကောင်းကံဤအကျိုးကိုတားမြစ်ခြင်းက မတက်ကောင်းဟုမြတ်စွာဘုရားဟောကြားတော်မူခဲ့ပါတယ်။ဒေသနာတော်အရဝွကျွေးမိသည် မပေးဆက်ပဲကြေယိုးမရှိချေ တမင်းငယ်နဲ့ကျမအားပူတွဲလျက်ခံစားစေခဲ့သောဤဝိကျွေးကိုမိခင်စိတ်မိခင်ပြတာဖြင့်အနာယူဆက်နိုင်ရန်ကျမစူးစမ်းရမည်ဖြစ်ပါသည်။လောကတွင်အင်အားအကြီးဆုံးသော တရားဆိုသည်ဓမ္မစင်းနှင့်သာပူဇော်ပြရပါမည်။တမင်းလေးဤကြီးမားသောဥပေါင်းနှင့်တင်းငယ်လွန်သောလေပင်ကြောင့်ပွေပတ်၍မရနိုင်သောတမင်းငယ်အားပြက်လက်ထားသောတမင်းငယ်အပေါ်မှာ လေးဘက်အုံမိုး၍ကျမနိုတိုင်ရတယ်။နမကြီးကိုနွားလေးစိုးတကယ်တော့ဖြစ်တယ်။ကျမနိုတိုင်ပုံစံကိုမြင်မိတော့ကျမစာတင်ခဲ့တဲ့ကြောင်းမှာကြောင်းအောင်ဆရာမကြီးကရာဇဝင်ထဲမှာဖက်ဖူးတာလေ။တားငယ်ကိုနိုတိုင်နေတော့စိုက်မှန်သည်လှန်သွားကိုငတ်ကြပြော့ခွေသွားစေတဲ့နွားမေမေဆိုတာရှိခဲ့ဘူးလား။ဆရာမနိုတိုင်နေပုံကနွားမေမေနဲ့တူလို့ပါ။ နွားမေမေဖြစ်ဖြစ်ခွေးမေမေဖြစ်ဖြစ်လူမေမေဖြစ်ဖြစ်မေမေဖြစ်လာရင်ချစ်တတ်ကြတာပဲဆရာမကြီးရဲ့လေးဘဲထောက်၍နို့ရီတက်ရသောကြောင့်ဒူးပေါင်းတစ်ဖက်နဲ့တံတောင်စင်းတစ်ဖက်သည် အသက်မှတက်လျက်ရှိတယ်။နို့ထွက်စာမှန်သည်။အကုန်စားတော့ခဲ့သောကြောင့်နို့ထွက်အားကောင်းလာသည်နှင့်အမျှနို့သက်ချိန်များတွင်ဒလဟောစည်းစင်းလာသည့်နို့ရီများကိုခွဲပြစ်ခံကကျမပြန်တော့ခဲ့တယ်။ ။တမိအတွက်အင်အားဖြစ်မဲ့အရာမှန်တပြားအဟောတိကံမဖြစ်စေလိုပါ။ကျမဤခန္ဓာကိုယ်တွင်၌သာပြန်လည်တင်ဆက်တို့မိထားခြင်းဖြစ်တယ်။တမိလေးအားရန်ကုန်မြို့ရှိဥနောက်နှင့်အာယုကျောဌာနသို့6လတကာသွားပြရရတယ်။တမိအားဆက်သက်ကြည့်ရှုပေးသောဆရာဝန်ကြီးမှာတမိလေးတိုးတက်ကျန်းမာလာမှုအပေါ်အံ့ဩလျက်ရှိတယ်။မိခင်မြတ်တာတမကစာဖတ်သောအသည့်နှင့်ကျမ်းမာရေးဘုဟုတ္တ ပေါင်းဆက်ထားသောကြောင့်ဤကလေးဤမြအသက်ရှင်ခြင်းဖြစ်သည်ဟုဆိုတယ်။တမင်းငယ်ကဲ့သို့ဝေဒနာမျိုးနှင့်ချက်တူမိခင်များမရှိ၍တမင်းငယ်အားပြုစုရာတွင်ဆရာဝန်ကြီးပေးသည့်စေနှင့် အကြံဉာဏ်များကိုသာအာကိုခဲ့ရသည်။တမင်းငယ်ကဲ့သို့ကလေးငယ်များသည်လည်းတမင်းမှလွဲ၍အသက်ရှင်သူနေပါလာတယ်။ကျမ်းမာရဲ့အသည့်ဓမ္မအသည့်တို့ဖြင့် ကြွကြွသည်များပြုစုခဲ့ပါကြောင်းဆရာဝန်ကြီးအားပြောပြရပါတယ်။တမီးလေးတွင် ဖြစ်တည်သောဒုက္ခဤဒုက္ခကိုစောင့်ရှောက်ပေးသော ကျမတို့သားမိနှစ်ဦးအတွေ့နမူနာယူစရာအဖြစ်တုပ်ပဝါဒမိခင်နှင့်ရှင်သင်ဝလိတို့တားအမိရှိခဲ့တယ်။တုပ်ပဝါဒမင်းသမီးသည်ရှင်သင်ဝလိအားဖွားမြင်ရန်တတိလွယ်ကိုဝန်ယူချိန်သည်ခုနှစ်နှစ်မြာကြာခဲ့တယ်။နာကျင်ခံခဲ့ကြီးမားသော အဝိဓိကဒုက္ခကိုခံစားခဲ့ရသည်။မွေးဖွားကနေကိုယ်ဝန်စိတ်တည်း၍မိမောတွေ့ဝေစွာ ခံစားရသောစင်ရဲ့ဒုက္ခသည်ခုနှစ်ရက်မြကြာမြင့်ခဲ့သည်။တမန်ရုကြ6လကျော်10လပြိတ္တိဆောင်ရသော မိခင်တို့သည်ပင်တရေသာအတွေ့အစအတောင်ဆင်ခြင်ရမှုအနေအထိုင်ဆင်ခြင်ရမှုစသည်ဖြင့်စိုးရိမ်ကြောက်ကြမှုများညပြလွန်လာပေရာခုနှစ်နှစ်ခုနှစ်လခုနှစ်ရက် ပရိသေဆောင်ရသောမေတော်ကြီးမှာညီမြပင်မခက်ခဲလိုက်မည်နီဤဒီကိုပင်မေတော်ကြီးမှာသင်ရဲ့ခြင်းဟုမတတ်မှန်နိုင်သရေသားအပေါ်ထားသည့်မြစ်တာစိတ်ဖြင့်အချိန်ရှိသမျှရွှင်လန်းတက်ကြွရွေနေခဲ့တယ်။ပို၍လေးမျက်ဖွယ်ကောင်းသည်မှာရှင်တော်မြတ်စွာဘုရားကချစ်သမီးတုပ်ပါဝါသာအခုလိုပရိသေသားအချစ်ကိုခုနှစ်နှစ်ခုနှစ်လခုနှစ်ရက်လွယ်ပြီး ခုနှစ်နှစ်လုံးလုံးခန်းစားရပြီးဝေးပွားခဲ့ရလေတော့ဒီလိုတားမျိုးရရင်မွေးချင်ပါသေးသလားဟိုမေးသည်ကိုပင်မှန်လားပါအရှင်ဗျာမွေးလို့များရမယ်ဆိုတားခုနှစ်ရာမြချက်ပြီးမွေးချင်သေးပါရဲ့ဖေယားဟိုပြန်လဲလျှောက်တင်ခဲ့ခြင်းပဲဖြစ်ပါတယ်တုပ်ပဝါဒာမိခင်နဲ့ကျင်တိဝလိသားအမိနှစ်ဦးအတွဲအာကုတ္တကံတိခုနှစ်နှစ်ခုနှစ်လခုနှစ်ရဲ့ဟူ၍ ကာလသတ်မှတ်ချက်ရှိခဲ့ပါတယ်။ကျမတို့သားမီနှစ်ဦးအတွင်မူကာလသတ်မှတ်ချက်မရှိပါ။ကာလသတ်မှတ်ချက်မသိနိုင်ပါ။ထို့ကြောင့်ကျမသည်တုပ်ပဝါသာမင်းသမီးကဲ့သို့အာဟုသောဝေဒနာများကြော်လွားနိုင်ရန်ကြိုးစားရပါတယ်။အရဟံအစဘဂဝါအဆုံးရှိသောညဗုဒ္ဓဤခုံတော်များအားဗုဒ္ဓနုဒတိအာယုံယူရန်တုခွာတာအစ ပစ္စတံဝိတိတံပေါ်ဝေညူဟိအဆုံးရှိသောတရားတော်များ၏ဂုဏ်တော်များကို အာယုံယူ၏ဓမ္မနုပတ္တိပွားများ၏တုပ်ပရိအစာအနုဒရံပုံညာခိတအဆုံးရှိသောတန်ဃာတော်အရှင်မြတ်များ၏ဂုဏ်တော်များကိုအာယုံပြုလျက်တန်ဃာနုဒတိရှုပွားရန်တို့အပြင်ဥပတ္တမနုဒတိဆိုသောညာနိဗ္ဗာန်၏တန်တိဒုက္ခအငိမ့်တဲ့ချမ်းသာမှုကို ျော်ရည်မှန်စာအောက်မဲ့စင်ကျင်နေရဖြစ်ပါတယ်။ကျမဤဆိုင်သည်နနေ9နာရီခွဲမှစတင်၍ပွင့်လင်းရောက်ချရသည်မှာနနေ10နာရီ17နာရီအထိဝဲသူစားသူများလာတယ်။သို့တော့7နာရီခွဲသည်နေကျမနှင့်အတူနေအတော်ဖြစ်သူအားတိုင်ကိုအခါတမီအားချီဆောင်နှင့်ထုတ်ပိုးပိုက်ကြည့်၍မြေကန်းနာသို့လမ်းလျှောက်ပါတယ်။မြေပြင်မှတိုက်ခတ်လာသောတန်ရှင်းသည့်လေးကို တမိလေးရှူရှိုင်ရန်ဖြစ်တယ်။ထို့နောက်ရေစင်းတရာဘေးတွင်တမိအားချ၍လေယောင်ကြီးကိုလည်းခန်းစားစေတယ်။ရွေမိုးဆောင်၃၀၀သည်ရမပြည့်သွားတယ်။မိုးရာသီ၌မိုးသည်ထန်စွာရွာသွန်းနေလျင်ခဏဆောင်၍မိုးတိတ်ပါကချက်ချင်းသွားတယ်။မြေကန်းနာနှင့်တမအိမ်သည်၄၅မိနစ်များသွားရတယ်။အသွားအပြန်မိနစ်၉၀ခရီးကို တမင်းငယ်အားပွေပိုင်လျက်တွက်လက်စွာရှောင်းနိုင်နေ။နေ့ကိုကြည့်ရတာပင်မလိုက်တာကျဲဦးရဲ့။မိုးရင်တော့နားထားပါ။ခလေးလည်းအေးမိမှစိုးရသေး။စိုးရင်ပေးတော့သူများအားကျမရှင်းပြပေးရပါရယ်။တမီးလျာအချိန်မျိုး emergency ဖြစ်နိုင်ပါရယ်။သူ့ကိုချီမားဖို့ဆိုတာကျမအလေးအကျင့်အမျက်ရှိနေမှာဖြစ်မှာပေါ့။ဒီကောင်းလေတန်ရှူရှာရန်နေရောင်ကြီးခံပေးရတဲ့ လာသားအရွယ်မှာနေ့စဉ်ချီးမလာသောတမီးလေး၏ခန္ဓာကိုယ်အလေးချိန်သည်ကျမအတွေ့ပြောင်းလဲခြင်းမရှိစေရန် နေ့စဉ်ချီးမခဲ့ခြင်းဖြစ်ကြောင်းသဘောပေါက်အောင်ပြောပြခဲ့ရပါသည်တမီးလေးနေ့စဉ်စားသုံးနေသောစေဝါနှင့်အစားအစာများကြောင့်ဖွံ့ဖြိုးလာသောခန္ဓာကိုယ်သည်၆ပေါင်မပြည့်တတ်သည့်ရတားငယ်ဘဝမှာယခု၁၄နှစ်သမီးအရွယ်၌ပေါင်60နီးပါး ရှိသွားပြီဖြစ်တယ်။ရဲသားကလေးငယ်အားထုတ်ပိုးချီမသလိုယခု14နှစ်အရွယ်သမီးငယ်ကိုကျွမ်းကျင်လွယ်ကူစွာထုတ်ပိုးချီမနိုင်တယ်။သေးငယ်သောလက်ဘဲနဲ့ကြီးမားသောဥကောင်းအားဟန်ချက်ညီအောင်ခန္ဓာကိုယ်အတွင်ပိုင်းသို့ဝေကောက်ဝင်နေသောလက်ချောင်းနဲ့ခြေချောင်းလေးများ ထိခိုက်နာကျင်မှုမရှိအောင်စောင်းတုံထဲတွင်သမီးငယ်တက်တောင်တက်တာရှိစေရန် နေ့စဉ်ပြုပြင်လှုပ်ဆောင်၍ချီမှခဲ့ရသောကျမ၏လက်ကုပ်တွင်ခြေဆောင်ဘူးတုံးခြေသောနေရာ၌အသက်မှတက်ခဲ့တယ်။တမီလေးသည်လောဘဒေါသမောဟကင်းသောကြောင့်သူ၏စိတ်내ပဲသည်အဖြူရောင်ရှိနေမည်ဖြစ်တယ်။ထိုအဖြူရောင်စိတ်နှင့်တမီငယ်သည်ဖခင်၏ဒေသနာတော်များနာကြားခြင်းဖြင့်မှုမြန်ဆုံးသောစိတ်အစဉ်ကိုရင်မှထက်သိမ့်အိတ်တက်သည့် အနစ်အထားများတမီလေးအားဖြစ်စေတယ်။လှပသောအနာခံမရှိတော့လေ။တမီလေး၏မတန်ဆွမ်းသောခန္ဓာကိုယ်အတွေ့ဝင်းလေးထွက်လေမှန်ကန်၍ကျမ်းမာစွာနေနိုင်ခြင်းအပေါ်ကျမဝမ်းသာအားရကျေနပ်နိုင်ပါ रे ။ထို့ထက်ပို၍ကျေနပ်နိုင်စရာကောင်းသောဘဝအဖြစ်ခံယူနိုင်ရန်နှင့်တမီအားအစဉ်ချီးမထားရသောအလေအကျင့်များအတွင်ကျမတို့သားအမိနှင့်ကန့်ညီလာသောစာရဘုတ်အား ကျမဖတ်ခဲ့မိပါတယ်။မြစ်ပြင်သို့လမ်းလျှောက်ထွက်သည့်အခါတိုင်းတောင်တို့တွင်မှ သမီးငယ်အားကြည်၍မလေးဘူးလားဟဲ။ချိန်နိုင်နေနော်ဟုမေးပြောပြောသူများအတွေ့ကောင်းမွန်သောအဖြေကိုဤစာပိုင်းနှင့်ဖတ်၍ပြောပြနိုင်ပါပြီ။ဤစာအုပ်မှာနိုင်ငံတော်သမ္မတဒေါက်တာမောင်မောင်ရေးသားခဲ့သည့်ပြည်သူ့ဝန်ထမ်းသာသမီများသို့စာအုပ်ဖြစ်ပြီးဝင်းမော်ဦးစာပေ1989ခုနှစ်မှာ ရေးသားထုတ်ဝေခဲ့ပါတယ်။ထိုစာအုပ်တွင်မြစ်တာဝန်ခေါင်းစဉ်ဖြင့်အောက်ပါအတိုင်းဖော်ပြခဲ့ပါတယ်။မဲတမခန်နေကြီးနှစ်သိမ့်၍မကြမကြပြောတတ်သော ပုံမြင်ဟုဆိုပါတယ်။သင်ရင်နွမ်းပါသောအမျိုးသမီးတို့သည်ခေါင်းမော်တွင် အထုတ်တထုတ်ကိုရွယ်ရွယ်ခါးတွင်တားငယ်ကိုကတိခွင်ချီပြီးကြောပေါ်တွင် အထုတ်ပိုး၍ဖျီးရှည်လမ်းလျှောက်လာတယ်။ အတူတွားခီးတဲ့အချို့ကဂယုနာနဲ့အထုတ်အချို့ကိုကိုကြီးတဲပိုးမီပြောကြတော့လေအစာအိုးတွင်လက်မခံစူးစား၍တဲပိုးတယ်နောက်ပိုင်းတွင်ပင်မန်းလာသည်နှင့်ခေါင်းပေါ်မှအထုတ်ကိုတူအားကိုကြီးတဲပိုးရန်ပေးရတယ်ခရီးအတန်ကြာပြန်တော့ကြောပေါ်မှအထုတ်ကိုလည်းလက်ပြောင်းရပြန်တယ်တို့ရတွင်ဂတိခွင်၍ချီပိုးလာတော့တားငယ်ကုန်မူကမြေသူကိုမျှမလွယ်ပြောင်း မိမိဘာသာ နိုင်အောင်တည်ပိုးတယ်။တားငယ်သည်လဲလေးလံတော့ဝန်တော့မဟုတ်ဘူးလား။ကိုညီရွေးချီခဲ့ပါမည်ဟုကျင်နာတော်ဖီးတဲ့တူကပြောပြန်ရ။တားငယ်ကိုမိခင်မြတ်တာဖြင့်ချီရပါတယ်။ထို့ကြောင့်လေးလံတော့ဝန်တော့ဝန်ဖို့မဟုတ်ပါ။ပေါ်ပါတော့မြတ်တာဝန်သာဖြစ်ပါတယ်။မြတ်တာဖြင့်ထံပိုးရတော့ဝန်သည် ပေါ်ပါတယ်။ဝန်ဟူ၍ပင်မထင်ရ။ဦးခေါင်းတွင် စင်မြန်းရသော တန်းဝွေရွေပဲထင်ရတယ်ဟုမိခင်ကရွှင်လန်းဝမ်းမြောက်စွာဆိုတယ်။ကျမ၏ရင်ခွင်တွင် နေ့စဉ်လွဲပိုးထားရသောတမင်းငယ်၏ခန္ဓာကိုယ်အလေးချိန်သည်ယခုဆိုလျင် ပေါင်60နီးပါးရှိလာပြီဖြစ်ပါတယ်။နေ့စဉ်ချီပိုးခဲ့သောကြောင့်တိုးတက်လေးလံလာမှုကိုလည်းတတိမမူနိုင်ခဲ့ပါ။မိခင်တယောက်၏မြေတားစိတ်ဖြင့်လဲတွင်ဆွဲသောလဲဆွဲပမာဟုသာထင်ပါတယ်။ တို့ထက်ပို၍ဆိုရပါလျင်မူကျမအတွက်တော့လဲတွင်စင်မြဲလဲဆွဲအသွင်ဟူ၍ပင်ထင်မြင်နေမိပါတော့တယ်ဟုတ်ကဲ့ပါရှင်တိုင်းဆီယမှာမကြီးဦးရေးသားထားတဲ့ဥပေါင်းတွင်စင်မြဲပန်အသွင်လဲတွင်စင်မြဲလဲဆွဲအသွင်ဆိုတဲ့ဝတ္ထုတို့လေးကဒီနေရာလေးမှာပဲပြီးဆုံးသွားပြီဖြစ်ပါတယ်နားဆင်သူအားလုံးစိတ်ချမ်းသာခြင်းကိုကြီးကျမ်းမာခြင်းနဲ့ပြည့်စုံကြပါစေရှင်